လာတယ်နဲ့ဆိုအန်တူအောင်ခဲ့တဲ့အကြောင်းကိုဆိုဒီနေ့မှပြပြပေးသွားမှာဖြစ်ပါတယ်။ဆိုအန်တူအောင်ခဲ့တာက2021ခုနှစ်မှာဆို CMB တောင်မိုးပွဲအောင်ခဲ့တာဖြစ်ပါတယ်။2021ခုနှစ်ကဆက်လာပိုင်းဆိုတော့ဆူရဲ့ဒီအဝေးတင်ဆောင်မိုးပွဲကဆက်လာပိုင်းဆက်လာပိုင်းတလပဲကြာရှိတာဖြစ်ပါတယ်။ဆက်လာပိုင်းမတိုင်ခင်အရင်လရေကလည်းဒီအဝေးတင်ဆောင်မိုးပွဲအတွက်လုံးပတ်နေရတော့အန်တူအတွက်စာချက်ချိန်မရှိခဲ့ပါဘူး။နည်းနည်းအရှင်းမှာတော့နည်းနည်းမပါအန်တူအတွက်ကလုတ်ခဲ့ပေမဲ့အန်တူ exam practice အတွက်လုတ်ခဲ့တာမျိုးမရှိခဲ့ဘူး။ဆိုတော့ဒီ ဝေးသေးဆောင်မပွဲပြီးတော့အန်တူအတွက်တကယ်စာလုပ်ဖို့ကတလပဲရှိခဲ့တယ်ဆိုတော့ဒီတလကိုဆိုဘယ်လိုလုပ်အောင်မလဲဆိုပြီးတော့နည်းနည်းရှာကြည့်လိုက်တော့ဆိုဒီ overwashing ကိုဆိုတလစာဝယ်ခဲ့ပါတယ်ဆိုတော့ပထမတလမှာမသိတဲ့စကလုံးတွေအရန်အများကြီးပါခဲ့ပြီးတော့အောင်မှတ်တောင်ဆိုမရခဲ့ပါဘူးဥပမာ4 cup ဆိုလို့ရှိရင်15မိနစ်ပဲရခဲ့တယ်ဆိုအရန်စိတ်တက်ကြရတယ်ပေါ့နော်ဆိုတော့ဒီအောင်မှတ်ပဲရခဲ့တော့ငါဘယ်လိုလုပ်အောင်မလဲဆိုပြီးတော့စဉ်းစားလိုက်တဲ့အချိန်မှာဒီမရတဲ့စကလုံးတွေကိုဆိုဒီ4 cup တွေမှတ်အရန်အချိန်ကြာပြီးလုပ်ခဲ့ ့ရတယ်ဗောလေဟိုမနက်9နာရီကနေမနက်7နာရီထိအဆွေစားချက်ချင်းဖြစ်ခဲ့ပါတယ်ဆိုတော့ဒီ9နာရီနဲ့7နာရီထိမှာမေခွန်းဟောက်အရင်ပြေတယ်ပြောကြတဲ့အချိန်အချိန်တွေမှာကြတော့တနာရီကနေ3နာရီ9နာရီကနေ8နာရီလောက်ထိရတော့ဒီမရတဲ့ vocabulary တွေကိုအမြဲတမ်းကြက်မှတ်ပြီးတော့ဒီချရေးရတာဗောလေဆိုတော့အဲ့ဒီ vocabulary တွေကိုစုတလားစာစုလုပ်ခဲ့ပြီးအဲ့ vocabulary တွေကိုပဲနေ့တိုင်းနေ့တိုင်းနေ့တိုင်းကြက်ခဲ့တာပါဆိုတော့အဲ့ဒီဟာနဲ့ပဲစုနောက်ဆုံးအပတ်မှာတော့စုအောက်မှတ်ရခဲ့ပါတယ်ဆိုတော့အောက်မှတ်ရတော့ငါတကယ်အဆင်ပြေဖို့မလား လားဆိုပြီးတော့သူနည်းနည်းစိုးရိမ်စိတ်တွေဖြစ်ခဲ့ပေမဲ့လေတကယ်တမ်းဆာမွေးဖြစ်တဲ့အချိန်မှာတော့တကယ်ကိုအရင်ကဒီတစ်လအတွင်းမှာလုပ်ခဲ့တဲ့ vocal တွေအများကြီးပါတက်တာတွေအများကြီးရှိခဲ့ပါတယ်ဥပမာ vocal အပိုင်းတော့ခန်းကြီးပိုင်းပေါ့နောက်တစ်ခုကဒီ video မှာလဲ video မှာသုံးနေကြစကလုံးတွေအများကြီးပါတက်တာကိုတွေ့ရတော့အရင်နေစိုးတက်ကတော့အရင်လွယ်ကူခဲ့ပါတယ်သူ့ရဲ့အဓိကဒီတခွချောကဘာလဲဆိုတော့သူက video ဖတ်လို့ရှင်အရင်မြန်တာပါသူ့ကိုယ်တိုင် video skill ကအရင်သူများထက်ပိုပြီးတော့မြန်တဲ့ tight ထဲမှာပါတယ်ပေါ့နော်အရင်ကြီးမစင်းစားနေဘူးဒါပေမဲ့တော်တော်တော်ဟိုဖြေးရတယ်မှာပါတယ်အဲကြောင့်မလို့ suit video မှာကစုအမုတ်ပဲမှားပါတယ်အဲ့ဒီ vocab တွေကိုစုတလားစာစုလုပ်ခဲ့ပြီးအဲ့ vocab တွေကိုပဲနေ့တိုင်းနေ့တိုင်းနေ့တိုင်းကြက်ခဲ့တာပါအဲ့ vocab တွေလို့ဆိုရင်အများကြီးဒီတိခဲ့တယ်ပေါ့နော်အများကြီးမှားခဲ့တာမရှိခဲ့ပါဘူးဆိုတော့ဒီចောင်းသားတွေကိုလည်းစုနေ့တိုင်းလုပ်စေချင်ပါတယ်ဆိုတော့ចောင်းသားတွေကတော့စုလိုမျိုးဒီမနက်3:00နာရီ4:00နာရီလောက်ဒီ step ဆရာမလို့အောင်စုကအရင်က3ခဲ့တဲ့ note တွေအခု2024 ဒီဆက်လာပိုင်းအထီဆို note တွေကိုလောက်ထားရှိပါတယ်ဆိုအဓိကဒီသတင်းကောင်းကတော့ဆို note တွေကဒီလိုမျိုး note ကိုပေးပြီးရောပြီးတော့မှမဟုတ်ပဲနဲ့ဆို note တွေကဆိုရရှင်းပြချက်လေးတွေပါပါတယ်ရှင်ဆိုရရှင်းပြချက်လေးတွေကတစ်ခါတည်းကြည့်အောင်နဲ့ဘဝလုံးမမြင်အောင်ဆိုလုတ်ပေးတဲ့ဒီ note လေးတွေပေါ့နော်ဆို undo ကတော့ note လေးတွေရှိတယ်ဗီဒီယိုလေးတွေရှိတယ်နေ့တိုင်းပို့ပေးတော့မှဖြစ်ပါတယ်ပြီးတော့ဒီ note လေးတွေကိုတစ်ခါတည်းဒီကြက်ယုံနဲ့မေ့သွားအောင်ဆို test လေးတွေလောက်ထားတာရှိပါတယ်ဆိုနေ့တိုင်းပို့ပေးပြီးတော့နေ့တိုင်းလောက်အောင်မှဖြစ်ပါတယ် and 3 3ကတော့ဆိုနှုတ်တော့ရှိမယ်ဗီဒီယိုတော့မရှိပါဘူးအားကြောင့်မလို့ N3 ကိုတော့အဝေ1900နဲ့လာရောက်အဝေယူလို့ရပါတယ် N2 ကကြာတော့မြန်မာဝင်9000ဂျပန်ယန်2500နဲ့လာရောက်အဝေယူလို့ရပါတယ်ရှင်ဆိုတော့ဒီနှုတ်တွေကအမြန်လာအဝေယူမှအမြန်ပို့ပြီးတော့ကြက်ရမှာသူများတက်ပို့ပြီးတော့အအစောရမှာဖြစ်တဲ့အတွက်ပို့ပြီးတော့မြန်မြန်ဆန်ဆန်ကြက်ချေတော့ဆိုလို့ရရှိမှာလာရောက်အဝေယူအပ်ပေးလို့ရပါပြီရှင်ကျေးဇူးတင်ပါတယ်ရှင်